ိုက်ခဲနဲ့ဟောင်စီတို့ကိုပြောလိုက်ဟောင်စီကလည်းပောက်ကိုတော့မကြဆက်မကြတော့ဘူးပြောမဲ့စကားဟောင်စီမင်းကိုငါပြောရမှာမိုက်မိုက်ခဲလာထိုင်ရခဲလာသူလည်းဒီလာကုံချင်းမကုံမှာကြလားနော်ဒီလာမဒီလာတော့မကုံတော့ပါဘူးဒီလာတော့မကုံတော့ပါဘူးနော်အဲမင်းမိုက်မိုက်ခဲလဲထိုင်ရခဲကိုပြောလိုက်ပောက်ကိုတော့ဝါတော့ဝကျော်စိုးမင်းကျော်စိုးဒီလာယူမလို့ဒီငါရောက်ကိုဟောနော်အရင်စမုံလုံးမိတ်လိုက်ရင်တိုက်မိတော့ခဲအေးကြသွားမယ်တဲ့ဩပောက်ကိုတော့သူတို့အဲ့လောက်ထိတော့ကြောက်ကြတာလားပောက်ကိုတော့အဲ့လောက်ထိတော့လန့်ကြတာလားဘာလဲလဲမှမရှိတဲ့ကိုတော့ဟိုကြောက်ရမှာဒီကတိုင်းကြာကျော်စိုးဦးလည်းမကြောက်ပါဘူးဥပဒဝလည်းမကြောက်ပါဘူး ဟုတ်လားကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူးမင်းတို့ကြောက်ရမှာမတ်ယူမွေကိုကြောက်ရမှာမတ်ယူမွေကတော့မင်းတို့ကိုလိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးနေဆိုတော့အဲမင်းတို့စမုံတုံးပြီမှာဟိုကကြလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းနိုင်ငံကထောက်ပို့ကိုစီနှင့်မြင်းချံဘလက်တိုက်ကားတပ်ဖွဲ့ကောင်ဆောင်ဘိုးမိုက်ခဲတို့အားစမုံတုံးပြမိဟုချင်းချောက်ပြောလာသည့်အတွက်ငပောက်ပောက်ကွဲနေတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးတော့ခဲ့ကြပါအောင်ခင်ဗျာဟုတ်ပြီမင်္ဂလာပါဗျာဒီနေ့ဟာ6ရက် 17ရက်ပိုင်း2025ဖြစ်ပါတယ်ဗျ။အမျိုးတွေကိုဒီနေ့ဥစဉ်ပြောကျင်တာလဲဆိုလို့ရှိရင်ငင်းကြံကထညက်ခဲအကြောင်းပြောကျင်လို့ပါဗျ။ထညက်ခဲဆိုတာကထညက်ကိုခဲတယ်ဆိုရင်တော့ဘာလဲဆိုတော့ခမရတော့လည်းတွေးပေါ့နော်။သူတကယ်တော့ဘိုင်းမဲ့ခဲမဟုတ်ပါဗျ။နော်ထညက်ကိုခဲတာခွေးပဲရှိပါတယ်နော်။ဒါလေးလည်းတည်တည်ချင်ပါဗျာနော်။အမချောင်းနဲ့ဆိုတဲ့ဇာတ်ကားကဘလို့ပြောတယ်ဟုတ်လားအမချောင်းနဲ့ဆိုတဲ့ဇာတ်ကားဟောင်စီနဲ့ဟောင်စီနဲ့တွေ့ပြီးကြတဲ့ကတကယ်ခဲလဲတော်တော်ကြီးကို ဟောပေါ့နော်ဟောင်းစီလို့ဟောင်းတက်လာတယ်ပေါ့နော်တိတ်ပြီးမှစစ်ကိုစိတ်ဝင်စားတော့အဲ့ဒါခိုက်တာကိုစိတ်ဝင်စားပဲနဲ့လေနဲ့ပဲတိုက်တော့လေနဲ့ပဲနေတော့တာလေနဲ့တိုက်တယ်လေနဲ့နေတယ်ဆိုတာကသူတို့တော့တွင်တက်တယ်လေအတယ်လဲချမ်းသာရတယ်လို့ပါစီဝါရေးအရာကြည့်မယ်ဆိုတော့လေအဆင်ပြေတာပေါ့ဗျာအဆင်ပြေတာပေါ့နော်အဲ့ဒါကြောင့်မလို့ထညာခဲအကြောင်းอ่ะထညာခဲအကြောင်းပြောကြထညာခဲอ่ะအခုထညာခဲอ่ะနှစ်ထိုးရင်းမြင်းကြံပဲမှာသူကဥဆောင်တာပေါ့ဗျာထညာခဲဆိုတာဟုတ်လားမမဲခဲဆိုတာထညာခဲဆိုတာဟုတ်လား ်ဝေးခဲ့ဆိုတာမတည်ဘူးအဲ့အဲ့ဘက်မှာသူဥဆောင်နေဒါပေမဲ့ပြောချင်တာကအခုသူကဘယ်မှာလဲဘယ်မှာနေရတော့ဒီအဲ့မှာအခုနထိုးရေးဘက်မှာစကြောင်းထိုးနေရလေမောင်းဝင်တော့ပြန်လဲဟိုဘက်ကနေတက်တိုက်ထိုးနေရလေလည်းကောဗာပြတဲ့ညာပြတဲ့မြင်းရအောင်လားဗျာအခုအဲ့တိုက်ရိုက်ချလေတိုက်ရိုက်လုပ်လေဒါတွေထိုးတဲ့ခါမှာရှင်းထိုးလေဗျာဟုတ်လားဘာဘာအကြောင်းကြောင်ရမိုးကုတ်ကိုစစ်ပူသွားတယ်မိုးကုတ်ကိုငါတို့လာပြီမိုးကုတ်ကိုငါတို့ဖြစ်ပြောလာမိုးကုတ်ကိုငါတို့တိုက်ဖို့လာပြီဆိုရင်မအားချောင်းမနေနဲ့အားချောင်းမနေနဲ့ကြာလာမင်းတက်တည်ရှိရင်တစ်ခါတိုက်ကြာလာ 这个蘑菇嘛，但是不是我弄完的，没弄的这个没弄多少，那蘑菇嘛没弄新鲜的，这个弄啥的？那个蘑菇嘛，这个手里这个，这个哪个姑弄来的？哪个姑弄的？那那个那个老师讲的，叔叔的家里没弄了，不管。叔叔的没弄了，不讲了。叔叔的不讲，那啥了？没开呢，防水的不要了，防水的包裹了，没加这，没加了不要，没啥个，防水没有安全嘛？你啊，你那个人，这个人讲不讲道理？ အဲ့မင်းကလေတကောကမင်းမြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုဘာလို့မဲကြလို့မဆက်ခေါ်လဲခုငါပြတော့လေဟာပြန်ပြီးမှတော့တာရောပြန်ပြီးမှမင်းတကယ်ဟောင်းစီမင်းဟာတာတွေရမ်းပြောရတယ်နော်ဟာတာတွေမင်းရမ်းစကားဟာတာတွေမင်းလူရှင်တော်လောက်အောင်လူရှင်တော်လောက်အောင်ဟုတ်လားလူရှင်တော်လောက်အောင်အခုမင်းပြောတဲ့စကားတွေကအရမ်းစီရမှာဟောင်းစီကြလားအဲ့စကားကမင်းကငါပြောရမယ့်စကားကြလားအဲ့ဒါကိုလည်းမင်းမမေ့တယ်နော်ဟာတာတွေရမ်းပြောနေလို့ပြောချင်တယ်လက်တွေ့နော်အဲ့တော့ဘသူကလက်တွေ့အကောင့်ထဲပေါ်နိုင်တယ်လဲဆိုတာကိုလည်းဟောင်းစီကကိုကိုကိုယူဆိုင် မင်းနာမှာရှိတဲ့လူတွေကိုလည်းဟုတ်လားခယူဆိုင်ဟုတ်လားမင်းနာမှာရှိတဲ့လူတွေမင်းပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုလည်းခယူဆိုင်ရမယ်နော်ခယူဆိုင်ရမယ်ဒါလေးကိုမင်းတိအောင်ပြောပြရင်းဖြစ်ပါတယ်တိအောင်ကပြောပြရင်းဖြစ်တယ်နော်မင်းနာမှာရှိတဲ့လူတွေမင်းနာမှာနေတဲ့လူတွေကိုခယူဆိုင်ဟုတ်လားမင်းကဘယ်သူမှတက်လို့မသိဘူးမင်းနာရဲ့အကောင်နေရာပဲမင်းတက်လို့ဒီမှာမင်းနာရဲ့အကောင်နေရာတက်ဖမ်းလို့ဖြစ်ပါကြလားဘုက္ခုတော့အဲ့လောက်ရှိမင်းဟုတ်လားမင်းမဟာချိုင်မကလို့ဘယ်နေရာပဲတော့တော့ဘယ်နေရာပဲလားမင်းကြောက်မလို့သိရအောင်ဖောင်စီတွေပြောတာပါဒါတော့ဖောင်စီတွေပြောတာနော် နေပါပါကိုပြင်မရတူတယ်တက်ဆုမရှိဘူးကြားလားနေပါမောက်ပြင်မရတူတယ်တက်ဆုမရှိဘူးအဲ့တော့မိုက်မိုက်မဲဒီမင်းသားဟိုပြေပါမှာနေပြီးမှဟောင်းကျင်တဲ့ဟောင်းနေဟုတ်လားအဲ့မိုက်မိုက်ခဲလဲမဲလာတီလာကိုညီမကိုမှာကြားလားဟောင်းစီမင်းနဲ့ဟိုဟာပေါ့နော်တောင်းစာနေတဲ့ဒီမိုက်မိုက်ခဲလားဆိုင်ညာခဲလားသူလည်းဒီလာကိုညီမကိုမှာကြားလားနော်ဒီလာမကူဒီလာတော့မကုန်တော့ပါဘူးဒီလာတော့မကုန်တော့ပါဘူးနော်ဒါပေမဲ့မိုက်မိုက်ခဲလဲဆိုင်ညာဆဲကိုပြောလိုက်စင်မောကတူအောင်ခွေးမကြောက်ဘူးလို့ဒါအကြီးဟောင်းမနေနဲ့လို့နော်မင်းတကယ်တက်တည်ရှင်မြင်းကြမှာမယူမနော်ဖွဲ့ရောစေချောင်းနေရော နထွေးဘက်ဒီမှာထိုးနေမယ်အဲ့ဒီမှာတခါလေဟုတ်လားငါဒီမှာရှိတယ်ငါဒီနေရာမှာလည်းမင်းတို့လာခဲ့ဆိုပြီးမှစိန်ခေါ်လို့ကြားလားအဲ့လိုစိန်ခေါ်ခိုင်းနော်ဟာမိုးကုတ်ကိုတွားပြီးစစ်ကူလာလို့လို့မိုးကုတ်ကိုတွားရင်မှာပဲဘာမှဆက်အကြခံထုမနေနဲ့ကြားလားအချိန်တိုင်းတော့မင်းအချိန်တိုင်းတော့မင်းကဂျေးတဲ့မသွားဘူးမင်းအချိန်တိုင်းမင်းသေပေးရမှာကြားလားမမေကမင်းတလားမကုန်ဘူးယူဆိုင်နော်အမမင်းပပမပြင်းမထိုက်သူမင်းပြင်းမနေရတဲ့အတွက်ကြောင့်နော်နောက်စာလေးဖတ်ပြခြင်းလို့ရတယ်နော် စစ်ပွဲကိုနိုင်ရင်စစ်သူကြီးကိုအရင်တက်ရတယ်တဲ့ဒီပွဲကိုနိုင်ရင်စစ်တပ်ထောက်တောက်တိုင်တွေကိုအရင်ရှင်းပါရတယ်တဲ့ပေါ့ကူတော်ဝါတော်ကကြော်ကြုံးမဲကြော်ဆုံးဒီသာယူမလို့ဒီဟာရောက်ကိုဟောနော်အရင်စမုံလုံးပေးလိုက်ရင်တိုက်ပြီးတော့ခွဲအေးချသွားမယ်တဲ့ဩပေါ့ကူတော်သူတို့အဲ့လောက်ထိတော့ကြောက်ကြတာလားပေါ့ကူတော်အဲ့လောက်ထိတော့လိုက်ကြတာလားဘာလဲလဲမှမရှိတဲ့ကိုတော်ကိုလဲလဲမှရှိရင်သူတို့ဘယ်လောက်မှလမ်းမလဲဘာလဲလဲမှမရှိတဲ့ဒီပါဇက်စပီကာဓမ္မတော်တို့တို့ကြောက်ကြတယ်ဆိုတော့နော် ဟိုကျော်မြင့်မင်းတို့ဆိုလဲနိုင်ငံတကာဒပစာစပီကာဓမ္မတွေဟိုကိုကျော်စိုးဦးဆိုလဲဟိုမယူမှုကြောက်တယ်ဆိုတာဒီချက်မှလက်ခံနေတယ်။ဦးဝတော်ဝါတို့အဖွဲ့ကိုကြောက်တယ်ဆိုလဲလက်ခံနေတယ်။ပောက်ကိုတော့ကြောက်တယ်ဆိုတာမလက်ခံလို့မရဘူးကွာကြလား။နော်။အဖုန်းကြီးနှပါကိုကြောက်တယ်ဆိုတော့လက်ဖုန်းကြီးနှပါမှာဗာလဲနဲ့မကင်ရတာလည်းမဟုတ်ဘူးနော်။မင်းတို့ကြောက်အောင်ပါတယ်ခိုင်းကြာကျော်စိုးဦးလည်းမကြောက်ပါဘူးဦးဝတော်ဝါလည်းမကြောက်ပါဘူး။ဟုတ်လား။ကိုကျော်မျိုးမင်းလည်းမကြောက်ပါဘူး။မင်းတို့ကြောက်အောင်ပါမယူမှုကိုကြောက်အောင်ပါမယူမှုရတော့မင်းတို့လိုက်လေရှာနေတာဖြစ်တယ်လို့မင်းတို့စမုံတုံးတယ်ဆိုတော့အဲမင်းတို့စမုံတုံးပြီမှာကွာကြလား။ အဲမန်ယူဝင်ဆိုတဲ့ဟာဖိုက်တာနော်ဂျက်ဟိုဂျက်မာဖိုက်တာပေါ့ဟာတို့ကတော့မင်းတို့စမောင်တုံးပေးမှာကြလားအဲ့တော့မင်းတို့ကိုကိုကိုပောက်ကိုတော်တို့မကြောက်နဲ့နော်ပောက်ကိုတော်ကိုပြမားတဲ့ဒူတိုင်းဒူတိုင်းကတော့တက်ဆိုးမရှိဘူးဆိုတော့မင်းတို့ကောင်းကောင်းမြဲမြဲပတ်တာနော်အဲ့တော့မမက်ခဲမဲဒီလာကိုအောင်အသက်ရှိအောင်နေပါလို့ပဲပြောချင်တယ်ဟောင်းစီတာကြီးမဟောင်းနဲ့တာကြီးမဟောင်းနဲ့ဟာလာတွေအရင်မပြောပါနဲ့ဟာလာတွေအရင်မပြောပါနဲ့နော်ယူကောက်ပွဲအောင်မြင်သွားယူကောက်ပွဲဖြစ်သွားပြီဆိုယူကောက်ပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်မင်းတို့က ခိုင်းထောင်နဲ့ပဲပြန်သွားမလားဒါမှမဟုတ်မင်းတို့အချင်းချင်းတက်လို့ပဲသိမလားဒါမှမဟုတ်မြန်မာနိုင်ငံဝယ်ပြန်လွှဲမလားမင်းအဲ့တုံးကိုယ်တည်းတိုက်ထားအောင်ယူတိုက်ထားအောင်ယူနော်ဒါလေးပဲပြောချင်ပါသေးတာအမျိုးများအလုံးတော်ပါပဲဗျာ တောက်နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့တမကို69စစ်ကြောင်းမှလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့တပ်သား2ဦးကိုပေါက်ပကဖကဖမ်းမိမကွေးတိုင်းစိတ်ဖြူမြို့နယ်ကနေပေါက်မြို့နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့တမကို69စစ်ကြောင်းမှလက်နက်တွေနဲ့အတူထွက်ပြေးလာတဲ့တပ်သား2ဦးကိုပေါက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ပခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်ကပက္ကဆ20နှစ်မှ ပေါင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့တမတော်တမ96လက်အောက်ခံတရင်3ရင်းနှမတတအနှစ်ဦးကိုနိုဝင်ဘာလ5ရက်ကပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေကတော့ခမရ109တရင်နဲ့ခမရ419တရင် လက်အောက်ခံတတားနှစ်ဦးဖြစ်ပြီးစစ်ကြောင်းထဲကနေထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်အဆိုပါတတားနှစ်ဦးနဲ့အတူတလက်အဖူး၄ဖူးမှ၄တနက်တလက်၄၀မှအတီး၁၀နှစ်လုံးလက်ပြပုံနှင့်လုံငါတသမ56မီလီမီတာကြီးတရတောင်းတဲ့၃ကြီး၁၉တောင်းလို့ကိုပါဖန်စီရရှိနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုထားပါတယ် ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအကြမ်းဖက်စစ်အုပ်စုတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။